ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကြွေးကြောင်းသွားရင်တောထဲမှာဖြစ်ရဆန်းတစ်ခုကိုကြုံတွေ့ခဲ့ရပြီးချမ်းသာသွားတဲ့ကြွေးကြောင်းသားလေးမောင်ဖိုးသားအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ယခုဇလန်းလေးဒီကြုံပြောခရိုင်ရေကြီးမြို့နယ်ရေတိုးကြီးကြီးရွာတွေအမှန်တကယ်ဖြစ်ပျက်ခဲ့သောဖြစ်ရမှန်ဇလန်းလေးဖြစ်လို့နားဆင်အားပေးကြပါအောင်ရှင်တာကျွဲတို့တိတိကျကျကြီးဥဆိုင်နော်ဖိုးသားကထမင်းစားနေရင်အမေဖြစ်သူကပြောလိုက်သည့်အတွက်ခေါင်းကြီးလျက်ပြန်ဖြေလိုက်သည် ဖိုသားအမေကစနွေးမှုများပြစ်ချက်ထားသည်လေငစင်ရိုင်းနှကောင်ကိုဖိုသားပကံထဲသို့ထည့်ပေးလိုက်ကသူကတော့ကြိုင်နေသည့်ဟင်းနှင့်များကိုပကံထဲသို့လောင်းထည့်လိုက်ပြီးငပိရဲ့ကျဲကိုထမင်းပေါ်သို့ဆန်လိုက်လေသည် အမေဖြစ်သူငပိရဲ့နဲ့စားတော့မြေကိုတိလိုက်သည်ဖြင့်ဖိုသားတယောက်စိတ်မကောင်းဖြစ်သွားသည်အမေဖြစ်သူကထမင်းကိုဟင်းအနှင်းငပိရဲ့နဲ့နည်းဖက်ပြီးသည့်အခါသူ့ပကံအတွင်းမှငစင်ရိုင်းတကောင်အားလက်ဖြစ်ယူလိုက်ကအမေပကံထဲသို့လှမ်းထည့်ပေးလိုက်သည် စားဝါသားရဲ့အိုးအမေကလည်းစောစက်မှာဗျာ နှကောင်ရှိတာအမေတကောင်တားတကောင်ပေါ့ဗျာအမေဖြစ်သူမီရေကတားဖြစ်သူကိုကြည့်ရင်ပီတိရေဖြစ်နေမိသည်အရွယ်နဲ့မလိုက်အောင်မိဘကိုတိတက်လွန်းတော့တားဖြစ်သူကိုကြည့်ကပြုံးနေမိသည်တို့တော်လေမကြခင်မှာပင်ရင်းနှင်းပူဆွေးလာပြီးနောက်မျက်ရည်များဝေးလာသည်ဖြင့်ခေါင်းကိုအသာမောထားလိုက်သည် အာရပါရထမင်းစားနေတော့ဖိုးသားမှာအချားကလေးများလို့ကြောင်းနေအရွယ်ဖြစ်တော့လေကြောင်းမနေရရှာပဲစားဝတ်နေရအတွက်မိဘကိုတပတ်တလန်းကအကူညီပေးနေရသည့်အတွက်သားဖြစ်သူကိုကြည့်ရင်စိတ်မကောင်းဖြစ်သွားမိခြင်းဖြစ်သည်ဖိုးသားကတော့ဘာမှအပူပင်မရှိသည်နဲ့ထမင်းများကိုကြုံစားပြီးပြုတ်ထားသောမြစ်ကိုဝါကပလုတ်ပလောင်းစားတောင်းနေလေသည် စားတောင်းပြီးသည့်အခါဖိုးသားကလက်စေးပြီးသူလွယ်လေကြလွယ်၏အဆုပ်ကလေးကိုလွယ်လိုက်သည် ဖိုးသားဝတ်ဆင်ထားသည်ကလည်းအဖြူရောင်မင်းမပေါ်တော့သည့်ကျောင်းစိမ့်ချက်အင်းကြီးအဟောင်းလေးတစ်ထည်ဖြစ်နေပြန်သည် အောက်ကအကွက်ပင်မပေါ်သည့်ပစိုးတစ်ထည်ကိုတူတူဝတ်ထားလျက်ထရံတွင်ချိတ်ထားသည့်ခမောက်စုပ်ကြီးကိုဆွဲယူကာဆောင်းလိုက်လေသည်တာအဝေးကြီးတွေမသွားနဲ့နော်နောက်ပြီးကျွဲတွေကိုလည်းတိတ်ချကြည့်ဆိုင်ခိုးနေကဥဖိုးကြီးကျွဲတွေပျောက်သွားတယ်လို့ကြားတယ်တော်ကြကျွဲတကောင်ပြောက်သွားမှဖြင့်အမေတို့စားဖို့မရှိဘဲရောဖို့ရှိနေပါဦးမယ်သားရဲ့။ရပါတယ်မိရ ဒီကောင်တွေကတားစကားကိုနားထောင်ပါတယ်စိတ်မပူပါနဲ့ခမောက်ဆောင်ကတော်တော်လက်လက်ဖြင့်အိမ်ပေါ်မှပြေးစင်းသွားသည့်တာဖြစ်သူကိုကြည့်ရင်မိအေးမြတ်ရင်များကြဆင်းလာသည်နယံတွင်ချိန်ဆွဲထားသည့်မိသားစုပုံကလေးကိုကြည့်ရင်သူယောက်ျားဖြစ်သူကိုထွန်းကိုတန်တာမိသည်ကိုထွန်းရေတော့သာတိတ်လိမ်မာတာရှင့်ရှင့်ကိုမြင်စင်ကြည့်လိုက်တာရှင့်မီးယောက်ျားကိုထုံးကတော့တနေ့တကြေးပြင်ကြားဖောက်လုပ်ငန်းသွားရောက်လောက်ကရင်တေတီရှိတီမတိပဲလွန်ခဲ့သည့်၃နှစ်ခန့်ကပင်ပျောက်ဆုံးသွားခဲ့သူတို့အုပ်ဖြစ်သည် တို့နယ်ဒီရွာကလေးကရေတိုးကြီးကြီးရွာဖြစ်ပြီးကျုံမြော်ခရိုင်ရေကြီးမြို့နယ်အတွင်းတည်ရှိသည်ရေတိုးရွာမှာနှစ်ပိုင်းခွဲနေကရေတိုးကြီးရေတိုးကလေးဟုနှစ်ဆုခွဲနေသည်ရေတိုးကြီးကြီးရွာမှာရခိုင်ရုံးမအဆက်တွင်တည်ရှိပြီးအိမ်ချေနေပါကတိတ်မစီကပဲမိအေးမှာထိုးရွာဇာတိမဟုတ်ပေယောက်ျားတိသူကိုထုံးနေအကြောင်းပါပြီးယခုရွာတွင် လာရောက်ကအခြေချနေခိုင်ကြခြင်းဖြစ်သည်ကိုထုံးကယခင်က စ်လုပ်ငန်းလုပ်ကိုင်သဖြင့်အဆင်ပြေတော့လေနောက်ပိုင်းတွင်တစ်လုပ်ငန်းမှာအဆင်မပြေတော့သည့်အတွက်ကြုံရကြပိုင်းလုပ်ကိုင်ရင်နောက်ဆုံးတော့ငွေမများရသည့်ကြားဖောင်များနေလိုက်သွားရာတည်တည်ရှင်းသည်မတည်တော့ပင်ဖိုးသားတယောက်ရွာအပြင်ကွင်းများအတွင်းသို့ကျွဲများကိုမောင်းနေလာသည်သူတို့ဒေသတွင်လေယာစိုက်ပျိုးကြတော့လေငွားများထက်ကျွဲများကိုအသုံးများကြသည်မိုးရသည်မိုးရွာပြင်ကွင်းကြီးထဲတွင်ရေရေပြင်းနေသည်ဖြစ်ကျွေးများကရေချိုက်ကူးနိုင်မည်ဖြစ်ရာဖိုးသားလည်းကျွေးများကိုဖြန့်ထားလိုက်တော့သည် အသက်ဆယ်နှစ်နှစ်အရွယ်ခန့်သာရှိသောဖိုသားတယောက်လောကရာဟူသည့်ဘဝထိုးနှက်ချက်များကိုအရွယ်နှင့်မလိုက်အောင်ခါးစည်းခံနေရပေသည်။ကျွေးမျိုးကိုဖြန့်ထားရင်ကိုင်းထဲတွင်9000ဖန်ခဲ့သည်။လင်းငါးနေရာလောက်9000ထားပြီးသည့်နောက်တွင်ကုန်းပေါ်သို့ပြန်တက်ခဲ့သည်။ငါးကြီးကြီး3000လောက်ပဲရလိုက်စမ်းကွာ။ငါ့အမေကိုငါးနှစ်များနဲ့ကျွေးချင်လို့ကွာ။တယောက်ထဲရေရောကတာပေါင်ပေါ်တွင်ထိုင်နေမိသည်။မိုးရင်းဖြစ်သည့်ဖြင့်မိုးသားများကတလေးလေးနှင့်တက်လာနေသည်။မကြခင် တာပေါင်ပေါ်တွင်လူနှစ်ဦးလမ်းလျှောက်လာသည်။ ရွာလယ်ပိုင်းကမလုံးတင်နဲ့သူသမီးပုံဆောင်တို့ဖြစ်သည်ပုံဆောင်ကသူနှင့်ရွယ်သူနိပါဖြစ်ပြီးအတူတူစော့ပေါ်စော့ပတ်ဖြစ်သည်အနားရောက်လာမှမလုံးတင်လက်ထဲတွင်တထောင်ခန့်ရှိသည့်ငါးအကောင်ကြီးများကိုညှိဖြစ်သည်ကဆွဲလာသည်ကို မြင်တွေ့ရလေသည်ပုံဆောင်ကသူအားခေါ်သည်ဟဲ့ဘုဒ္ဓနေပါလုံးနေရလဲကြဲကြောင်းနေတာဘောဟာနင်မမြင်ဘူးလားဒါနဲ့နင်တို့ဘယ်သွားလာရလဲငါးရီလည်းမနေပါလားဟာအေးဟာတဖန်းချောင်းဘက်မှာငါးရီပေါ်တယ် ငါနဲ့အမီနေတပိုင်းလောက်ဖမ်းတာတော့မှတော်တော်ရတယ်ဟ။ဘုဆောင်ပြောတဲ့ပြင်ဖိုးသားမျက်လုံးများအောင်လက်သွားသည်။ရွာပြင်ကွင်းထဲတွင်တော့ထုံများလောက်ကြီးသည်ငါရှိနေမဟုတ်။ငရေငတန်းငစိန်ရိုင်းတို့သာရှိတတ်သည်ဖြစ်ရာတပန်းချောင်းဘက်သို့ငါတော်များချင်းစိန်များဖြစ်ပေါ်လာခဲ့သည်တယောက်တည်းသွားလို့ကတော့မရပေကျွဲအုပ်ကရှိနေသေးသည်ဖိုးသားချောင်းသည်ကျွဲအုပ်ကကျွဲရှုကောင်းပါသည်သို့တော်လည်းစိတ်ဆုံးဖြတ်ပြီးပြီမို့ကျဲမျိုးကိုမောင်းတင်လိုက်ပြီးသူထောင်ထားသည်ငါမျိုးကိုပင်မေးသွားလေသည် စိတ်မဲရင တပန်းချောင်းဘက်ကိုသွားမယ်ဟိစင်မန်းဟူဒီကျွဲကြီးကဝဝဖီဖီဂျိုးထောင်းထောင်းနဲ့ဖြစ်သည် ကျွဲဟုဆိုတော့လေဖိုးသားစကားကိုအလွန်နားထောင်ကလူစကားတော်နားလေသည်ဖိုးသားခေါ်လိုက်သည်နှင့်ရေထဲမှတက်လာကဖိုးသားအရှိတွင်ဝေပေးလိုက်လေရာဖိုးသားမှာစင်မန်းဤကြောကုန်းပေါ်သို့လွှာကနေခုန်တက်လိုက်လေသည်တပန်းချောင်းဆိုသည်မှာရိုးမအဆက်တော်အုပ်တနေရာတွင်ရှိသည်တပန်းချောင်းတို့သွားရန်ကွေးမြင့်ကျဲကြီးကိုဖြတ်သွားရသည်ရင်နှက်ကွေးများဖြစ်သည်ဖြင့်ရင်နှက်လာရာကျွဲစီးသွားမှာအဆင်ပြေလေသည် ဖိုးသားလည်းကျွဲအုပ်ကိုမောင်းရင်နာယီခွန့်အကြရင်တော့တဖန်းဆောင်ဘက်ကိုရောက်လာလေသည်တပန်းချောင်းအမိရောက်တော့လေတပန်းမင်းများတိတ်မရှိပေဒေသအလိုက်ပေါက်နေသည့်တိပိများသာရှိသည်ထိုတိပိများအလဲတွင် IG တိုင်ရှိကထိုအိုင်ဘေးနာတွင်လည်းစိန်တော်မြေကြီးဖြစ်သည်စိန်တော်ကြီးအတွင်းဝင်လိုက်သည့်အခါပဝင်းကျင်ကအင်းစိန်နေလေသည်စိန်တော်အတွင်းရှိရှုံ့နှုံများပေါ်တွင်ငါးပြံများကနန်းကောင်ကလေးများကသွားလာလှုပ်ရှားနေကြလေသည် ဖိုးသားလည်းအင်ကြီးနှပြင်းတွင်ဆင်းလိုက်ပြီးတွဲမြောက်ကိုစိန်တော်အတွင်ထွက်ထားလိုက်လေသည်။ငမားချိုးကိုအသင့်ပြလိုက်ပြီးအင်ကြီးအတွင်သို့ပြစ်ချလိုက်သည်။စိတ်ထဲကလည်းငားရဖို့ကိုသာစိတ်ကူးနေမိသည်။ငားကောင်ကြီးကြီးရဖို့ကိုမျှော်လင့်နေမိသည်။သူစားဖို့ထက်သူ့အမေကိုငါပေါ်ပေါ်မြန်မြန်ကြွေးကျင်တီကြောင်ဖြစ်သည်ထို့သောဆောင်နေမကြခင်ငါမြားချိုးများလှုပ်ရဲလာလေရာသူစားကိုအသာဆွဲလိုက်လေသည်လက်တော်ဝါခန့်ရှိသည်ငါကြီးတကောင်မှလှုပ်ရဲလျက်ပါလာလေသည် တထောင်တော့ငါမရသေးတော့လေလက်တော်ခန့်ဆိုတော့လေတိတ်တော့မဆိုပေမနက်ကစားခဲ့သည်ငစင်ရိုင်းထက်တော့အသားပိုများသည်ဖုသားကမျက်ပညာကိုစုလိန်ကကျိုးပုံစံပြုလုပ်လိုက်ပြီးငါဘက်ဟောက်ကိုခွဲကမျက်ကျိုးနှစ်ချီတွဲထားလိုက်သည် ထို့သောဆက်ဖန်းနေအချိန်မီများကြာသွားသည်ပေမသိတော့ပေသူ့မျက်ကျိုးများတွင်လည်းတထောင်ခန့်ရှိသည့်ငါများတထွာခန့်ရှိသည့်ငါများနှင့်ငါမျိုးစုံဆယ်ကောင်ခန့်ရနေပြီဖြစ်သည် ။ပဝင်းကျင်ကအမောင်ဖုံးနေလေပြီ။မိုးဘော့ကိုမော့ကြည့်တော့တင်ဆိုင်မဲမဲကြီးတွေကဖုံးအုပ်ထားသည်။ပြန်ကျင်သည့်မိမှန်ဖူတာတီလိုက်သည်။ထို့ပြင်တဖန်းဆောင်ကတရေချောက်တီဟုလည်းရွာမလူများကပြောဆိုနေကြသဖြင့်ဖူတာစိတ်ထဲကြောင်းလန့်လာလေသည်။စိတ်မရင်ပြန်အောင်ဟိတ်အတန်ကိုအော်ဟစ်လိုက်သည့်အခါအခြားကျဲများမှသူ့အနာတို့ရောက်လာတော့လေစိတ်မန်းကြီးကရောက်မလာခဲ့ပေကျဲများကိုရေးတွက်လိုက်သည့်အခါခြောက်ကောင်သာရှိပြီးအောင်လှဆိုသည့်ကျဲကြီးနှင့်စိတ်မန်းကြီးကိုမတွေ့ရပေ ကိုသားစိတ်ညစ်သွားပြီးခေါင်းကိုတင်းပြင်းကုပ်လိုက်သည်ဟာဒီကောင်နေတော့ဘယ်ဟုတ်ချီရှိနေတယ်လဲမသိပါဘူးကြံကြီးကျွဲဆောက်ကောင်ကိုအင်းရှိသပင်တပင်တွင်ချီထားလိုက်ပြီးနောက်ငါးမြတွဲထားသည့်အတွဲကိုလွယ်အိတ်ကြိုတင်ဆွဲကြည့်လိုက်ကဖိုးသားတယောက်ကျွဲပြောက်ရှာရတော့သည်အောင်လာရေစိတ်မန်းရေဖိုးသားအော်ဟင်းတော်ရန်ကလေးတောင်းဝင်လာခဲ့သည် မကြမီတောအုပ်ကြီးပြပြတွင်ကျဲချေရွက်ွက်များကိုလက်လက်ဆက်ဆက်တွေ့ရလေသည်စိန်မန်းတို့ချေရထိမိဟုတွေ့လိုက်ကဆက်လိုက်ခဲ့ရင်မကြမီမိုးကောင်းကင်မှာပုံပုံပေါက်မဲလာသည်ညောက်တာတော့မဖြစ်နိုင်ဘူးငါထွက်လာတာဘယ်တော့မှမရှိသေးဘူးမိုးသားတွေကများလို့ထင်ပါရဲ့ဖိုးသားတယောက်အခုတော့ကျဲအတွက်နဲ့ပူနေရပြီဖြစ်သည်တဲတကောင်တမိုးကလည်းခေကာလာပေါ့စေးအရာမနှဲလာပြီသူတို့သားမီးနေအောင်ထမင်းမီမနှဲနှမအောင်လှူစားနေရသည့်အတွက်ကျဲအတွက်ရောကြီးဆိုလေးပေးစရာပဲမရှိ ိုစိုးတီကဖိုးသားကြောင့်ကျွဲပြောက်သွားတယ်ကူဆိုလေနောက်ဆိုရွာမလူများကသူ့အားကျွဲချောက်ခိုင်းမိမဟုတ်ကျွဲမချောက်ရလေဝင်ဝင်မရနိုင်တော်မီကိုတွေးပူရင်ဖိုးသားစိတ်တွေလေးလံလာသည်တော်ရန်ကလေးကိုဖြတ်ကျော်လိုက်သည့်အခါကျဲပြောသည့်လေခွင်းကြီးကိုတွေ့လိုက်ရသည်ဖိုးသားပင်အလုံးအံ့ဩသွားမိသည်တဖန်းချောင်းကရခိုင်ရိုးမတောင်တန်းကြီးအဆက်မို့ချစ်ဆက်သွားလင်တော်ဖို့နှက်သွားရမည်ဖြစ်တော်လဲအခုတော့လေခွင်းကြီးတစ်ခုကိုဘွားကနေမြင်တွေ့လိုက်ရသည်ဖြင့်အံ့ဩသွားခြင်းဖြစ်သည်ပဝင်းစင်ကလည်းညောင်မောင်ကြတဲ့ကဲ့သို့ ပေါင်မဲနေလေသည်လက်ခွေအတွင်းတွင်တော့ကြွေကြီးနှကောင်ဖြင့်လူကြီးတယောက်ကလဲထွန်လျက်ရှိသည်ဟာအာစိတ်မနဲ့အောင်ကပဲဖိုးသားလည်းလက်ကတိများအပေါ်သို့အပြေးလွှတ်ပြေးလိုက်ရင် မကြမီလဲထွန်သည့်နေရာသို့ရောက်လာသည်ဝေးအာကျုပ်ကျွေးရေဗျလဲထွန်နေသည့်သူကသူ့အားတစ်ချက်လဲကြည့်ပြီးဆက်လက်ထွန်နေလေသည်လက်ခွေတနေရာတွင်တော့တဲရင်ကလေးတစ်လုံးရှိပြီးထိုတဲရင်ကလေးတွင်မှမင်းကလေးတို့ဟုအပြေးထွက်လာလေသည် မောင်လေးရောက်အောင် ဖိုးသားလည်းထိုမင်္ဂလေးထံသို့ပြေးလာခဲ့ရသည် မင်္ဂလေးကအသားဖြူသူနည်းဖြစ်ပြီးထမင်းရေရှားနည်းဖြစ်က ဖြူခွေးဤညံ့နေသည့်အသားဆိုင်များကို အတိုင်းသားမြင်နေရသည် အသား၂၀ခန်းရှိမည်ဟုဖိုးသားကခန့်မှန်းလိုက်သည် မောင်လေးဘာလာလောက်တာလဲဟိုမှာထိုနေတဲ့ကျွဲကအဲ့ဒါကြုတ်ကြောင်းနေတဲ့ကျွဲပြထိုမင်္ဂလေးကလဲထိုနေသည်ကိုကြည့်ရင်အော်အင်းမမမတို့လဲကျွဲမရှိလို့လဲမထိုနိုင်အောင်ဖြစ်နေတာမောင်လေးအဲ့ဒီကျွဲနှကောင်မမတို့ရောင်းပါလားမလုပ်ပါနဲ့ဗျ အဲ့ဒါကျုပ်ပိုင်နဲ့ကြွလဲမဟုတ်ဘူးကျုပ်ကသူများကျုပ်ကိုငှားထုံပေးရတာဗျကျုပ်ကိုပြန်ပေးပါမမရဲ့အေးပါကွက်ဒါဆိုရင်လဲမမတို့အိမ်မှာခဏထိုင်နေ哦မမတို့လဲထုံပြီးရင်ကျွဲတွေလဲပြန်ပေးမယ်မောင်လေးကိုလဲအိမ်ပြန်လိုက်ပို့ပေးမယ်ဟုတ်ပြီလားဖိုးသားလဲခေါင်းလုံလုံညှိမိသွားသည်ကျွဲမရှိသဖြင့်လဲမထုံနိုင်သည့်အဖြစ်ကိုလဲတနာမိသွားတော့ကြောင်ဖြစ်သည်ထုံမင်းကလေးကဖိုးသားကိုသူတို့တဲကလေးစီတို့ခေါ်သွားသည်တဲတွင်းတွင်အတော်မောင်မဲနေပြီးမိခွက်ကလေးများထွန်းထားသည် ်ခဝဝဖန်ပိုင်မိမကြီးတယောက်ကငုတ်တုတ်ထိုင်နေလေသည်ထိုမိမကြီးလည်းသူနှိမ့်တွေ့ခဲ့သည့်မိန်းကလေးကဲ့သို့ပင်ထမင်းရေရှားနေဖြစ်သည်ဖိုသားတဲအတွင်းဝင်ထိုင်လိုက်ပြီးဟိုဟိုဒီဒီကြည့်နေမိသည်ထိုချိန်တွင်ခုနကမိန်းကလေးကဖိုသားလွယ်ကိုကြည့်လျက်ဟဲငါတွေပါလားမမတို့ကြွေးပါလားအိုးမကြွေးနိုင်ပါဘူးဗျာဒါကျွန်တော်အမေအတွက်ဖမ်းလာရင်ငါဗျအမေကိုကြွေးဖို့လူဆမ်းမမောင်လေးရေမမတို့လည်းဟင်းစားမရှိလို့ပါမမအမေကိုလည်းမမငါကြွေးချင်လို့ပါ ထို့သားလည်းဘဝသူများမို့တနာမိသွားသည်။ဒါဆိုအကုန်လုံးတော့မရဘူးမမ။တော့တော့อยู่ဗျာ။ဖိုးသားက၅၆កောင်ကိုဖြုတ်ပေးလိုက်သည်။သူဖြုတ်ပေးသည့်ငါးကလေးများမှာလက်တော်ဝါခန့်သာရှိသည့်ငါးကလေးများဖြစ်သည်။ငါးကောင်ကြီးများကိုတော့သူ့မြင်စားဖို့ဆိုပြီးဖယ်ထားလိုက်သည်။ထိုမင်းကလေးကဖိုးသားပေးသည့်ငါးများကိုယူလိုက်ကသူ့နဘေးတွင် ထိုင်နေသည့်မိမဩဝါကြီးကိုလှမ်းပေးလိုက်ရာထိုမိမဩဝါကြီးကငါးတကောင်ကိုယူလိုက်ပြီးပါးစပ်နှင့်အစိမ်းကိုက်ဖဲ့လေသည်။ ဖို့သားလည်းငါ့ကိုအစိမ်းစားသည့်အဖြစ်ကိုအံ့ဩပြီးကြည်နေမိစဉ်ငါးတကောင်မှအယိုးပါမကြမ်းအောင်ကုန်သွားလေသည်ထိုမင်းကလေးကနောက်ထပ်ငါးတကောင်ကိုထပ်ပေးလိုက်ရာမိမဝဝကြီးကအာရပါရစားပြန်သည်မိခွေအလင်းရောင်အောက်တွင်ထိုမိမကြီးဤတွားချုံချုံကြီးများကိုတွေ့လိုက်ရသည်တွားများအလုံးမှာအချိုများဖြစ်ပြီးမိရောင်ဖြင့်ဖွေးလန့်နေလေသည်ဖိုးသားကြီးနေရင်တကောလုံးတုံပြီးစက်သိမ်းများထလာခဲ့သည်ငါးချောက်ကောင်မှဖိုးသားမျက်စိရှိမှပင်အစအနောက်ပြောက်သွားလေသည် ထိုအခါမိမဩဝကြီးကဖိုးသားကိုကြည့်လိုက်ပြီးသူ့ပစက်ကြီးကိုဖျက်ပြသည်စောင်းမယ်စောင်းမယ်ဖိုးသားကောင်းတစ်ပတ်မြာကြီးနေပြီဖြစ်သည်သူတွေ့နေရသည့်လူများမှလူမဟုတ်ပဲတရေများဖြစ်လဲမိဟုသည့်အတွေ့ကခေါင်းထဲသို့ရောက်လာသည်ဖိုးသားလည်းကြောက်ကြောက်နဲ့သူချိတ်ထားသည့်ငါးများအကုန်လုံးကိုဖြုတ်လိုက်ပြီးထိုမိမဩဝကြီး၏အရှိတို့ပြစ်ချပေးလိုက်ရာထိုမိမကြီးကငါးများကိုကုန်းကောက်ပြီးအငမ်းမရကိုက်စားပြန်သည်ကျေးဇူးတင်လိုက်တာမောင်လေးရဲ့ဟုတ် ဒါဆိုရင်လေကျုပ်ကိုပြန်မှုပြီးတော့ဗျာရထုံနာပြီးပြီလားဟွန်းပြီးတော့ပါပြီဒါနဲ့မောင်လေးကိုငါဖို့ပြန်ပေးစရာမမတို့ကဘာမှမရှိဘူးရပါတယ်မလိုပါဘူးထိုအခါမင်းကလေးကတောင်းကလေးတထောင်းကိုယူခဲ့သည်ထိုတောင်းထဲတွင်တော့လောက်စလုံးများအပြည့်ထည့်ထားလေသည်မောင်လေးကကြောက်နေဆိုတော့လောက်စလုံးတော့လိုမှာပေါ့ယူသွားပါကွယ်နေပါစီဗျာကျွန်တော်မှလောက်စလုံးတွေပါပါတယ်ယူသွားစမ်းမောင်လေးရဲ့ဖိုးသားနဲ့မယူလင်တစ်ခုခုလုံးမြီကိုစိုးရင်တဖြင့် နောက်စလုံးလက်တဆုပ်နှပ်ပြီးလွဲဤထဲသို့ထည့်လိုက်သည်မကြခင်ထိုမင်းကလေးကထသွားသည်ဖြင့်သူ့နောက်ကိုလိုက်လာခဲ့သည်တဲမထွက်လိုက်သည့်အခါလဲထုံနေသည့်လူကြီးကအင်္ဂလိပ်စီသို့ပြန်ရောက်လာလေသည်ထိုတော့မှထိုလူကြီးကိုအသေးစားကြည့်လိုက်ရထိုလူကြီးတွင်မျက်လုံးလေးလုံးပါသည်ကိုတွေ့ရသည် ပုံမှန်မျက်လုံးအောက်တွင်နောက်ထပ်မျက်လုံးတစ်လုံးစီရှိနေသည်ဖိုးသားကိုလည်းကြွေးများပြန်ပြီးသည်ကဲသမီးအဖေတို့လှုပ်တည်ပြီးပြီဆိုတော့ဒီကောင်လေးကိုပြန်ပို့ပေးလိုက်စမ်းပါကွယ် ဖိုးသားကစိမ်မန်းကိုစီးလိုက်ပြီးလက်တစ်ဖက်ကအောင်လကိုဆွဲလိုက်သည်ထိုအခါမိန်းကလေးကလက်ကတိယိုးများအတိုင်းသူ့ရှေ့ကနေပြီးလမ်းလျှောက်သွားလေသည်ဖိုးသားကကောင်းကင်ကြီးကိုမော်တီလိုက်သည့်အခါကောင်းကင်တွင်အနီရောင်အပြာရောင်အစိမ်းရောင်များဖြင့်အယောင်ဆုံးထွက်လျက်လှပနေသည်ကိုမြင်တွေ့ရသည်။ကတိယိုးအဆုံးကိုရောက်တော့ထိုမင်းကလေးကပြုံးပြသည်။ကဲမောင်လေးဟော်ဒီတော့ကလေးတိုင်လိုက်သွား။မကြခင်မောင်လေးတို့ရောက်ရောက်သွားလိမ့်မယ်။ဖိုးသားလည်းကောင်းငိမ့်ပြီးချွဲကိုဆက်မောင်းခဲ့သည်။ ဒေါ်လာကလေးကိုဖြတ်ပေးသည့်အခါဆူရသည့်နေလေးရောင်များကိုတွေ့လိုက်ရသဖြင့်အန်အော်တာမီသည်နေလေးရောင်က မနှက်ပိုင်းချိန်လိုဝင်းလက်ကတောက်ပါနေသည်တဖဲချောင်းတွင်ရောက်သည့်အခါသူချီခဲ့သည့်ကျွဲချောင်းကောင်ကိုလည်းမတွေ့ရတော့ပေသူနေဖို့သားလဲကျွဲစည်းလျက်ရွာသို့ပြန်လာခဲ့သည်ရွာပြင်ကွင်းကြီးအနီးရှိတာပေါင်ကြီးပေါ်တွင်ကလေးများကထွေခင်းနိုင်ဆော့ကစားနေကြလေသည်ဟေးဘုဆိုကွင်းထဲမှာကျွဲစည်းလျက်တက်လာသည့်ဖို့သားကိုမြင်သည့်အခါဘုဆိုမှာအလွန်အံ့အားတင်သွားသည် ထို့နောက်ဖိုးသားကိုလက်ညှိုးထိုးလျက်ဟဲ့ဟိုမှာဖိုးသားဖိုးသားကျွေးစီပြီလာနေတယ်ဟဲ့ကလေးများအကုန်လုံးဖိုးသားကိုငေးကြည့်ပြီးကြောက်လန့်တစားဖြင့်ရွာထဲသို့ပြေးဝင်သွားကြသည်ဖိုးသားလည်းကလေးများကိုကြည့်ရင်ရွာထဲသို့အေးအေးလူလူဝင်လာခဲ့သည်ရွာထဲရောက်သည့်အခါရွာလူကြီးများနှင့်အတူဖိုးသားအမေမီအေးလည်းရွာထဲမှပြေးထွက်လာကြသည်ကိုမြင်ရသည်အမေကိုမြင်တွေ့လိုက်ရသည်မို့ဖိုးသားအလွန်အံ့ဩသာသည်အမေသားပြက်လာပြီသူ့မိမီရဲကမျက်ရည်ကျနေလေသည် မီးအေးမတော်နဲ့အဲ့ဒါနင်သားတရားကြည့်ပြီးမြို့လာခေါ်တိုင်းနေမှာ ရွာလူတွေဝိုင်းပြောတော့လေမီးအေးကအမြန်ပြေးထွက်ပြီးဖိုးသားကိုပုတ်ဖက်လိုက်သည်ဒါလီပဲရီတော်နေရလဲဒါလီရဲ့မေးတာတပန်းချောင်းမှာအမေတို့ငါတို့ဖက်နာမေးရထို့တော့မှရွာသားများမှာဖိုးသားကိုဝိုင်းအောင်လာကြသည်ဖိုးသားကိုဝိုင်းမီဆန်တဲ့ကြည့်ကြသည်ကိုယ်တော်ကမိမိဖြစ်ဖြစ်ခဲ့သည့်အဖြစ်အပျက်များကို ပြန်ပြောပြရာအားလုံးကအံ့ဩနေလေသည်။မင်းသိကံကောင်းတာပေါ့ကွာ ဲ့ဒီတဖန်းချောင်းဘက်မှာကြက်တွေပိုင်းနဲ့လဲတွေရှိရတဲ့ကွာမင်းကအသက်နှုတ်မထားလိုက်တာကျေးဇူးတင်ရမှာပဲဂျွာလူကြီးကဝင်ပြောလေသည် ဖို့သားလည်းဘာမှနားမလည်နိုင်တော့ပဲတားပြောင်နေတာတလားကြော်ပြီးသားရဲ့အမေတို့ကငါသားလေးစုံသွားပြီလို့ထင်နေတာဖို့သားဘာမှနားမလည်နိုင်တော့ပဲအများကသာတလားဟုပြောကြတော့လေသူ့အတွက်တော့တညနေသားကြမြင်ခဲ့ခြင်းဖြစ်သည်ဖို့သားကသူ့လွယ်ထားသည့်လွယ်ကိုတိုင်ရင်ချိတ်လိုက်ရာရဲရဲ့အတွင်းမှာဝင်လက်နေသည့်အရာများကို တွေ့လိုက်ကြရသည် ဖိုးတောက်ကဆွဲထုတ်လိုက်ရာနောက်စလုံး၆လုံးမှာရွှေအတိဖြစ်နေက အလိုလေးလံလာပေသည်ဖိုးသားနှင့်သူ့မေမီရောတရွာလုံးရောအံဩပါနန်းဖြစ်ကြရသည်မင်းကတက်တွေကိုကူညီခဲ့လို့တက်တွေကမင်းကိုပြန်ပြီးကူညီတာပဲဖြစ်ရမယ်ကွာထို့တော့မှဖိုးသားကသူ့အားနောက်စလုံးများပေးသည်ကိုလက်တဆုပ်သာယူခဲ့မိခြင်းအပေါ်အလွန်နောက်တရမဆုံးဖြစ်နေတော့သည်ဇလန်းချုပ်ရသောဖိုးသားရလာသည့်ရွှေလုံးများကိုထုခွဲရောက်ချပြီးသူတို့သားမီးနှစ်ယောက်ချမ်းသာသွားကြသည် ပတိန်မြို့တွင်အိမ်တစောင်မီးတစ်ပြောင်နှင့်နေထိုင်ကြပြီးမြေးကလည်းပတိန်စေးတွင်ဈေးဆိုင်ဖွင့်လှစ်လိုက်သောကြောင့်တားမီးနှစ်ယောက်မတောင်းမတာမကြောင်းမကျနေနိုင်သည့်အခြေအနေဖြစ်သွားလေသည်။ဖိုးသားကဘဝတစ်လျှောက်လုံးအားလင်အားသလိုထိုတဖန်းချောင်းအပြင်သွားရောက်ကကြံများကိုရှာဖွေတော့လဲထပ်မံမတွေ့ရှိရတော့ပေ။ယခုဖြစ်ရမယ့်အကြောင်းအရာလေးကိုရေးသားသူမှဆရာအကဆော်ဖြစ်ပါတယ်။နားဆင်ပေးကြတဲ့သူပရိသတ်ကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။ ယခုလိုဇာတ်လမ်းကောင်းလေးများကိုနားဆင်နိုင်ဖို့အတွက် channel လေးကို like နဲ့ subscribe လေးနှိပ်ပေးကြပါအောင်နော်